ရိုးပလော့ရဲ့ဒန်နီဝေါ်ကလိန်ပိုင်းဆိုင်ရာစော်ကားမှုတွေရှိနေတယ်။ဒန်နီဝေါ်ဆိုတာရိုးပလော့ရဲ့အလွန်ရည်ပန်းစားတဲ့ဂိမ်းတစ်ခုဖြစ်ပြီးကစားသမားဥယျာဉ်တန်300ကျော်ရှိတဲ့လူကြိုက်များတဲ့ဂိမ်းမျိုးစားတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လည်းလူကြိုက်များမှုရဲ့နောက်ကွယ်မှာတော့ထိတ်လန့်စရာအမောင်ဘက်ချမ်းတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဘိန်းမန်တီတူတူဖြစ်တဲ့ရော့ဆာဖန်နဲ့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ဘိန်းမန်ရှင်ဖြစ်သူခရူရဲတို့နဲ့ပတ်သက်နေပါတယ်။ရော့ရဲ့လောက်ရက်တွေကအလွန်ဆိုးရွားတဲ့အတွက် သူ့ကိုဒန်နီဝေါ်ဖွဲ့ကနေအများဆုံးထုတ်ပြစ်ခဲ့ရပါတယ်။ဖတ်ရှိလာတဲ့စာရွက်စာတမ်းတစ်ခုမှာ Flavor Frenzy 2ရဲ့ Graphic Pan လေးသူ Ross ကအသက်16နှစ်နဲ့အရွယ်တုန်းကအသက်73နှစ်အရွယ်မင်းကလေးတူဦးနဲ့မတင်လို့တဲ့ message တွေပို့ခဲ့တဲ့အပြင်ခလေးစက်ကောင်တွေကိုအခြေခံပြီးတော့ IT platform တွေရေးဆွဲခဲ့တယ်ဆိုပြီးဖော်ပြထားပါတယ်။ Ross ကဘာတွေလုပ်ခဲ့တာလဲဆိုတာအဲ့ဒီစာရွက်စာတမ်းထဲမှာရေးထားတာတွေကတော့ Ross က15နှစ်အရွယ်မင်းကလေး page ကိုသဘောကျနေတော့ ပစ်စီရဲ့73နှစ်ရွယ်တင်ငယ်ချင်းဘာဒီနဲ့လည်းနေမိုင်းဆိုင်ရာစကားတွေပြောခဲ့တယ်။ဘာဒီကိုမင်းဒီနေ့ဘယ်နှခါလောက်ပြီးပြီလဲဆိုတဲ့စကားမျိုးတွေပါမေးခဲ့တာပါ။ပြီးတော့ပစ်စီရဲ့အကြောင်းမတင်တော့တဲ့စကားတွေရောပြောခဲ့ပါတယ်။နောက်တဲ့ Tran နဲ့ Discord မှာညဉ့်ညမ်းတဲ့အတန်ဖိုင်တွေပို့ခဲ့ပြီး Tran ရဲ့တပ်ပုံတွေကိုလည်းတောင်းခဲ့ပါတယ်။ပို့ဆိုတာက Roblox Gear ထဲမှာ main clip ရဲ့ရင်ဘတ်ကိုကိုင်းတဲ့အပြုတ်မှုမျိုးတွေလောက်ခဲ့တာပါ။အဲ့ဒီ main clip ကကျမအရန်စိတ်အနောက်ရှက်ဖြစ်ခဲ့ရတယ်လို့ပြန်ပြောပြခဲ့ပါတယ်။ QR ကအစာပိုင်းမှာ ရော့စ်ရဲ့အမားတွေကိုတီးပေမဲ့ရော့စ်ကလိန်ပြော့ပြီးဂျုံအောင်လောက်ခဲ့ပါသေးတယ်။နောက်ဆုံးမှာတော့ခွေကအမှန်တရားကိုတီးပြီးရော့စ်ကိုအလောက်ကနေထုတ်ပစ်လိုက်ပါတယ်။ရော့စ်ရဲ့လုံရက်တွေကအလွန်ပြင်းထန်တဲ့ဥပဒေကြောင့်ရပြစ်မှုမြောက်ပါတယ်။ဒီအချိန်မှာဖိကတ်ခံရသူတွေအတွက်တရားမျက်နှာပုံရရှိဖို့လည်းလိုအပ်ပါတယ်။နောက်တစ်ခုကတော့ဒန်နီဝေါ်ကစားသမားတွေကြုံတွေ့နေရတဲ့ပြဿနာတွေပါ။ဒန်နီဝေါ်ကစားသမားတွေအနေနဲ့လော်ဘီထဲမှာကစားသမားတွေဂိမ်းနဲ့မရောက်ခင်စက္ကန့်ပိုင်းအလိုမှာ ထွက်သွားတာမျိုးကြုံရတတ်ပြီဒါကတော်တော်လေးစိတ်နှောက်ယှက်ဖြစ်စရာပါဒါအတွက်အကြောင်းပြချက်နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ကစားသမားအလုံးလုံးမရှိလို့ဖြစ်ပြီးဒုတိယတစ်ခုကတော့သူတို့မကြိုက်တဲ့ဇက်ကောင်တွေနဲ့တွေ့နေရလို့ပါဒန်နီဝေါမှာမုံလိခံရတဲ့ဂျုံးတွေကတော့ဘောစင်းနဲ့ပေါ်ပီလိုပဲဖြစ်ပါတယ်သူတို့ကဂိမ်းစာကစားတဲ့အခါကစားသမားတိုင်းရရှိတဲ့တတတာဂျုံးတွေပါဒန်နီဝေါမှာကြွန့်ကျင်တဲ့ကစားသမားတချို့ဟာတတတာဂျုံးတွေကိုအများကြီးအောင်ဖယ်ထုတ်ကြပြီး ကစားသမားအစ်စ်တွေကိုကြိုးစိုးခြင်းမရှိသလိုခံစားရသေးပါတယ်။တတတကျွန်းတွေကဂိမ်းကိုဘယ်လိုကစားရမလဲဆိုတာကိုအတွေ့အကြုံနဲ့ကြတော့ပိုပြီးအတွေ့အကြုံရှိတဲ့ကစားသမားတွေအတွက်ဂိမ်းဝမ်းကိုပိုပြီးခက်ခဲစေပါတယ်။ဒါပေမဲ့လူတိုင်းကဘောစီတာမမဟုတ်ပေါ်ပြီးကနေစတင်ခဲ့ရတယ်ဆိုတာမမေ့သင့်ပါဘူး။ဒါကြောင့်ကစားသမားအစ်စ်တွေကိုလည်းအခွင့်အရေးပေးသင့်ပါတယ်။တတိယအခန်းကတော့ဒန်နီဝေါ်ရဲ့အလွန်ကျွန်း saturally ဖြစ်တဲ့ chip pan app တွေဖြစ်ပါတယ်။ဒန်နီဝေါ်ရဲ့ကကျွန်းတွေဒါမှမဟုတ်စာဖန်တန်တွေကဇက်ကောင်တွေကို ရှစ်လောက်တာကနှက်ခံပေးလို့ရပေမဲ့ရမ်းလွန်ခဲလာရင်တော့မကောင်းပါဘူးဥပမာကလေးတယောက်ဖြစ်တဲ့တော်ဒီကိုလူကြီးကျုံးလွန်နဲ့ရှစ်လောက်ထားတာကလုံးဝကိုစိုးရင်စရာကောင်းပါတယ်ဒါကြောင့်တော်ဒီကိုရှစ်လောက်တာနဲ့ပတ်သက်တဲ့ message မှန်သမျှကို Danny Wolf official Discord server မှာပိတ်ထားပါတယ် Danny Wolf community တဲ့ကတချို့လူတွေကကျုံးလွန်ကိုမတင်တော့တဲ့ပုံလေးဆွဲပြီးရှစ်လောက်တာခီတောင်လောက်ကြပါတယ်ဒီကျုံးလွန်ဟာကလေးတွေကစားတဲ့ဒိန်းတွေကဘာကျူရဲ့ဇက်ကောင်လေးဆိုတော့ကိုတတိယတက်ပါတယ် ဘာလို့ဇက်ကောင်တွေကို AD+ အက်တွေဖြစ်ဖန်တီးဖို့စွဲလန်းနေကြလဲဆိုတာစဉ်းစားလို့မရပါဘူး။နောက်ဆုံးအနေနဲ့ကတော့အတင်းလိုက်တိုးပေါင်းဆောင်ရွက်မှုမရှိခြင်းပဲဖြစ်ပါတယ်။ဒဲနဲ့မှကျုံတစ်ခုစီတိုင်းမှာတေချာကျွမ်းကျင်မှုရှိတဲ့ရိုးတွေရှိပါတယ်။ဥပမာ8ဖက်တာတွေကတက်ပြီမှအလုံးလုံးကြရပြီ။ဒီဖက်တာတွေကတော့8ဖက်တာတွေလုံးလုံးနေချိန်မှာ press တက်ကိုအာယုံပြောင်းပေးပါတယ်။ပေါ့ပေါ့တွေကတခြားကစားသမားတွေကိုကြီးလုပ်ပေးပြီးတာမီနာပြန်ဖြည့်ပေးပါတယ်။တစ်ခါတလေကြရင်ကစားသမားတွေကသူတို့ရဲ့အလုပ်ကိုမလုပ်ကြပါဘူး။ ။ဒါမှမဟုတ်ဒီပရတာတွေကပရက်စတက်ကိုတခြားကစားသမားတွေစီစွဲခေါ်သွားတတ်ပါတယ်။ဒီလိုလုပ်ရတွေကဂိမ်းကိုဖျက်ဆီးပစ်ပြီးမကြာခဏဆိုသလိုအငင်းပွားမှုတွေနဲ့ပြဿနာတွေကိုဖြစ်စေပြီးဒန်နီဝေါ်ကွန်မြူနတီကိုပိုးပြီးအဆိပ်တောက်ဖြစ်စေပါတယ်။ဒန်နီဝေါ်ကွန်မြူနတီနဲ့ပတ်သက်ပြီးသင်ဘလို့ထင်းထင်းယူဆလဲဆိုတာကိုအောက်ကကောမန့်မှာရေးပေးကြလို့ရပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။